တပည့်ကြီးမွေတွေအသေးချာကျွန်တော်တို့လူသားတွေကဘာကြောက်ဒီလောက်ထိအသုံးဝင်နေတာလဲဘလို့လူမျိုးတွေတုံးတင်တာလဲဘလို့ပုံစံမျိုးတွေတုံးရမှာလဲခလေးတဲ့ငယ်တွေရောဘလို့ယောဂတွေမျိုးတွေပျောက်ကင်းနေဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် ဇပယ်ကြီးမွေလို့ပြောလိုက်တာနဲ့မွေအကောင်ကြီးကြီးနဲ့အရှည်လျားတဲ့မွေတကောင်ကိုကျွန်တော်တို့ပြင်မြင်အောင်ဖြစ်ပါတယ်။ဟုတ်ပါတယ်ဇပယ်ကြီးမွေတွေကတမန်မွေတွေထက်ပိုကြီးပိုရှိပါတယ်။ဒီဇပယ်ကြီးမွေတွေထူးခြားကြတာညှို့တာပဲဖြစ်ပါတယ်။တားကောင်တကောင်ကိုဓာတ်ရိုက်ဖမ်းပြီးတော့အစာလိမရှိပါဘူး။သူတို့အရင်ဆုံးသူတို့စားချင်တဲ့တားကောင်ကိုအရင်ဆုံးညှို့ရတယ်။ညှို့ပြီးရောက်ကမှသူတို့တွေဖြည်းဖြည်းကြီးရစ်ပတ်ပြီးတော့သူတို့တွေအကောင်လိုက်မြုံချပါတယ်။ဒါကြောင့်ရှေးကလူကြီးအစိုးရတွေရှိပါတယ်တော်တဲ့တောင်းနဲ့တော်တဲ့တောင်းနဲ့သွားခဲ့မယ်ဆိုစပယ်ကြီးမူတွေနဲ့ဒါရိုက်တွေ့ခဲ့တယ်ဆိုရင်ကျွန်တော်တို့ခဏကဝစ်စင်သွားတဲ့ဝစ်စာကိုကျွန်တော်တို့တစ်ခုမှကြအကုန်ချွတ်ချပြီးတော့ကျွန်တော်တို့ကိုလုံးယုံပြရမှာဖြစ်ပါတယ် နောက်ပြီးဓာတ်တလက်ပါသွားခဲ့တယ်ဆိုရင်ဓာတ်နဲ့လည်းဒီမြေကြီးကိုကျွန်တော်တို့တွေခုတ်ချင်းအားဖြင့်ပြင်းညှို့နိုင်ကိုကျွန်တော်တို့ဖြတ်နိုင်တယ်မှာလို့ပြောပါတယ်ဒီနေရာမှာစပယ်ကြီးမွေနဲ့စပယ်အုံးမွေနဲ့တချို့သောလူတွေကမှားလေးရှိပါတယ်စပယ်ကြီးမွေနဲ့စပယ်အုံးမွေနဲ့ကိုခွဲမဆင်ဘယ်လိုခွဲရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်စပယ်ကြီးမွေရဲ့ဦးကောက်မှာဆင်းကြောင်းအမဲသေးသေးလေးတစ်ကြောင်းတောင်ရှိပြီးစပယ်အုံးမွေရဲ့ဦးကောက်မှာညှားပုံလိုမျိုးအဆင်းကြောင်းအမဲပြားကြီးရှိပါတယ် နောက်ပြီးတော့စပယ်ကြီးမွေရစပယ်အုံးမွေတောင်ပို့ပြီးတော့ရှိပါစပယ်အုံးမွေကတွတ်တွတ်တွတ်အကောင်ကြီးပါတယ်စပယ်ကြီးမွေတွေကဆိုလို့နေရဒီသားတွေမှာနေပြီးစပယ်အုံးမွေတွေကကုန်းတိသားတွေမှာ၆သွေးလို့နေရဒီသားတွေမှာနေလေးရှိပါတယ်ဒါကိုလည်းကြည့်ကြအားဖြင့်ကျွန်တော်တို့စပယ်ကြီးနဲ့စပယ်အုံးတို့ကျွန်တော်တို့ခွဲခြားလို့ရပါတယ် ဒါဆိုရင်စပယ်ကြီးတဲကြီးအစ်စ်မစစ်ကျွန်တော်တို့ဘယ်လိုခွဲကြမလဲဆိုစပယ်ကြီးတဲကြီးလက်လက်ဆက်ဆက်ဒီအဝါရုံဖြစ်ပြီးနေကြောက်လန်းလိုက်လို့ခါမှာမဲနဲ့တော့မှာကျွန်တော်တို့တွေ့ရပါတယ်နှစ်ဘလောက်ကြကြထားထားမပုတ်ဘူးလို့လည်းကျွန်တော်တို့သိရပါတယ်နောက်တစ်တစ်ခုစံတက်နီကစပယ်ကြီးမှုရဲ့တဲကြီးကိုကျွန်တော်တို့နည်းနည်းဖဲ့ပြီးဖော့ရုံနဲ့ခြေတွေကိုပစ်ချလိုက်မယ်ဆိုရင် ်ခြေထဲမှာပြီးနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒီနေရာမှာပြောဆိုတဲ့ကနေလည်းရှိပါတရဝတိုင်းရဲ့အသေးချီကခြေထဲပြစ်ချလိုက်လို့ခါမှာပြီးနေတယ်မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ပြီးပုံစံချင်းမတူပါဘူး။သပေကြီးမှုရဲ့အသေးချီကတော့အရှိတဲ့ကိုပြီးတယ်လို့လည်းရှေးခေတ်လူကြီးတွေကဆိုကြပါတယ်။သပေကြီးမှုရဲ့အသေးချီကညှို့ကြုံနှစ်ချောင်းပါပါတယ်။ဖြားပါမှာညှို့တန်တေးသေးလေးနှစ်ချောင်းလည်းပါပါတယ်။အများသိထားတာကတော့သပေကြီးမွေတွေကမျက်လုံးနဲ့ညှို့တယ်လို့အများသိထားပါတယ်။ဒါဟာမဟုတ်ပါဘူး။သပေကြီးမွေတွေကစအိုတက်တက်ကညှို့တန်တေးသေးလေးနှစ်ချောင်းနဲ့ညှို့တာပဲဖြစ်ပါတယ်။ စပယ်ကြီးတဲကြီးကိုနောက်ထပ်တနည်းနဲ့ဆက်ပြီးစမ်းသပ်လို့ရပါတယ်။ပင်လယ်ရေတက်ရေကျနဲ့ကျွန်တော်တို့စပယ်ကြီးတဲကြီးကိုစမ်းသပ်လို့ရပါတယ်။ပင်လယ်ရေတက်လာတယ်ဆိုစပယ်ကြီးတဲကြီးကသူ့အလိုလိုစူတက်ပြန်နေမှာပဲဖြစ်ပါတယ်။ပင်လယ်ရေကျတော့လောက်ကစပယ်ကြီးတဲကြီးကမူရပကတိတိုင်အချောက်တိုင်ပြန်ပြီးတော့ဖြစ်နေမှာဖြစ်ပါတယ်။ပင်လယ်ရေတက်ရေကျလို့ပင်လယ်နဲ့နီးတဲ့သူတွေပို့ပြီးတော့တိမှာဖြစ်ပါတယ်။နောက်ထပ်စမ်းသပ်နေကတော့စပယ်ကြီးတဲကြီးကိုရှာဝတ်တင်ပြီးပွတ်တိုက်ပေးလိုက်မယ်ဆိုရင်ရင်းဆုံးအခါတက်ကိုရောက်မှာဖြစ်ပါတယ်။ ပြီးရင်မကြခင်မှာကျွန်တော်တို့နည်းနည်းအချို့တက်ကိုရလာမှာဖြစ်ပါတယ်ဒါဟာစပယ်ကြီးတဲကြီးအစ်စ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်နောက်ထပ်တနည်းကတော့ကျွန်တော်တို့ရဲ့လက်ပေါ်ဝါမှာစပယ်ကြီးတဲကြီးကိုပုတ်တက်ပြီးလက်ခမိုးကိုကျွန်တော်တို့ရှာနေတုတ်ပြီးလိုက်လို့အခါခါတက်ကိုကျွန်တော်တို့ရမှာဖြစ်ပါတယ်ဒါဟာစပယ်ကြီးတဲကြီးအစ်စ်လို့ကျွန်တော်တို့တွေပြောလို့ရပါတယ်စပယ်ကြီးတဲကြီးကိုစပယ်ကြီးဘိုက်တွေကနေထုတ်ယူမှဆိုရင်အခုလိုမျိုးကျွန်တော်ပြောလို့အချိန်လေးတွေမှာထုတ်ယူကြည့်ပါ မနေ့အချိန်ကနေမိုးမတက်ခင်စပယ်ကြီးတဲကြီးထုတ်ယူမယ်ဆိုစပယ်ကြီးတဲကြီးကစပယ်ကြီးဦးကောင်းနဲ့စပယ်ကြီးအချက်တက်တက်မှရှိပါတယ်နေမိုးလွဲပြီးနောက်ပိုင်းမှာစပယ်ကြီးတဲကြီးကချက်နဲ့မှီပြမှရှိတတ်ပါတယ်ဒါလေးတွေသိတာမှာစပယ်ကြီးတဲကြီးကိုကျွန်တော်တို့အလွယ်တကူထုတ်ယူလို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့စပယ်ကြီးတဲကြီးကစပယ်ကြီးရဲ့ဘိုက်တမသွေးကြောတဲတဲလေးကိုလိုက်ပြီးတော့ထုတ်ယူတယ်ဆိုရင်စပယ်ကြီးတဲကြီးကကျွန်တော်တို့အရင်တဲကြီးထက်ကြီးထွားနှုန်းပို့ပြီးတော့ရပါတယ်ဒါပေမဲ့အာနိသင်မှာတော့နည်းနည်းလေးရော့ပါတယ်လို့ကျွန်တော်တို့သိရပါတယ် စပယ်ကြီးတဲကြီးဟာဘလို့ယောဂမျိုးတွေကောင်းနိုင်လဲဆိုတော့ကျွန်တော်တို့လေထိတာလို့လူနဲ့လင်ငန်းယောဂဖြစ်တာလို့သူစကားမပြောနိုင်တဲ့သူဆိုရင်ရှာကိုကျွန်တော်တို့ပို့ပေးပါတနေ့၃ညပို့ပေးတယ်ဆိုရင်၃ရက်တွင်မှာကျွန်တော်တို့ထူကြပါလိမ့်မယ်တိတာပါလိမ့်မယ်လေထိတာတဲ့သူဆိုရင်ခြေလက်မလှုပ်နိုင်တဲ့သူဆိုရင်စပယ်ကြီးတဲကြီးကိုကျွန်တော်တို့တွေ တွေးပြီးတော့လိမ့်မိတဲ့ဆိုရင်ကျွန်တော်တို့300အတွင်းမှာကျွန်တော်တွေ့မှာတိတိတတ်တာကောင်းပါလိမ့်မယ်မျက်စိယောဂသမားများအတွက်စပယ်ကြီးတဲကြီးကိုဘုလိုမျိုးလို့ကျွန်တော်တို့တွေစံသက်ပြီးတော့တုံးကြည့်ပါမျက်စိတဲ့ကျွန်တော်အမှဝင်တာဖြစ်မျက်စိမကြည့်တာဖြစ်စပယ်ကြီးတဲကြီးကိုကျွန်တော်တို့တွေမျက်စိဖြစ်ကျွန်တော်တို့တွေးပြီးတော့ခတ်ပြီးမဲ့ဆိုရင်ကျွန်တော်တို့တွေတတ်တာပြောက်ခွင့်ပါတယ်အနေငယ်တာဆက်ပါတယ်မကြခင်မှာကျွန်တော်တို့မျက်စိကအကောင်းပကတိတိုင်းပြန်လည်ပြီးတော့ကြည်လင်တောက်ပတ်သွားမှာပဲဖြစ်ပါတယ် မျက်စိမှာကြောက်တဲ့ပါကလူနိုးနဲ့တနေ့ကိုသုံးကြည့်ကျွန်တော်တို့ခက်ပြီးတော့ပြောက်ဝင်တိတလာလိုက်မှဖြစ်ပါတယ်ဒီနီလန်လေးတိုင်းကျွန်တော်တို့ဆိုင်းပြလုပ်ကြည့်ကြပါမျက်စိယောဂဝေဒနာရှင်များအတွက်တောတောင်တောင်ရာတွေထဲမှာကျွန်တော်တို့အလောလောကန်နေတဲ့တောင်တို့လေသမားတွေဆိုရင်ကျွန်တော်တို့စုခလုတ်တွေနဲ့ကျွန်တော်တို့မကင်းကြပါဘူးတချို့တော်လူတွေကြတော့နှိမ့်ချုံနေပြီစုကအသားထဲမှာဝှချီနေမှထွက်သေးတဲ့သူတွေဆိုရင်စပယ်ကြီးတဲကြီးကိုကျွန်တော်တို့တွေတနေ့ကိုသုံးကတွေးပြီးတော့လိမ့်ပြီးပါမကြခင်မှာအစုကထွက်သွားပါလိမ့်မယ်ချက်ချင်းတိတပါလိမ့်မယ် ုနီလန်အတိုင်းလည်းဆန်းပြီးတော့ကျွန်တော်တို့တုံးကြည့်ကြပါခြေတော်ညောင်းညတာပဲဖြစ်ဖြစ်ခြေတော်တွေကျွန်တော်တို့မသိနိုင်တာပဲဖြစ်ဆယ်ပေကြီးတဲကြီးကိုကျွန်တော်ညာအဲ့ရောင်ဝင်ခံနေတဲ့ပုံမှန်လေးကျွန်တော်တို့လိမ့်မိပါတက်တာပြောက်ပြင်ပါလိမ့်မယ်နှလုံးယောဂသမားများအတွက်နှလုံးမိုးဖောက်တာနှလုံးမိုးဖောက်ခြင်းနှလုံးတုံခြင်းနှလုံးခုန်လို့မြန်ခြင်းအတွက်ကျွန်တော်တို့ဆယ်ပေကြီးတဲကြီးကိုတွေးပြီးတော့တောက်ပြီးပါမကြခင်ကျွန်တော်တို့တက်တာပြောက်ပြင်သွားပါလိမ့်မယ် စီးကျုပ်ဖြင့်စပယ်ကြီးတဲကြီးကိုကျွန်တော်တို့စီးကုန်မှကျွန်တော်တို့လိမ့်ပြီပါစီးကျောက်သမားများကတော့ကျွန်တော်စပယ်ကြီးတဲကြီးကိုစံစည်းရင်းနဲ့တနည်းကိုတစ်ခွက်နှုံကျွန်တော်တို့ပုံမှန်တောက်ပြီဆိုစီးကျောက်တွေကျွန်တော်တို့တွေကြပါတယ်ကလေးတငင်နာဖြစ်တယ်ဆိုကလေးတွေရဲ့ရှာမှာစပယ်ကြီးတဲကြီးကိုအနေငယ်ပုတ်ပြီးကလေးတွေရဲ့တငင်နာကမကြခင်မှာကျွန်တော်တို့ပြောက်ပြင်ပါတယ်တချို့သောကလေးတွေကြတက်လို့ကလေးတွေရှိပါတယ်တက်လို့ကလေးတွေဆိုရင်စပယ်ကြီးတဲကြီးကိုကျွန်တော်တို့ရှာမှာပုတ်ပြီးအားခြင်းအားဖြင့်ဒီလိုတက်နေတဲ့ကလေးတွေရောဂါကိုကျွန်တော်တို့အလိုတကူကျွန်တော်တို့ပြောက်ပြင်နိုင်မှာပဲဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ဇက်ကျော်ထိုးခြင်းဇက်ကျော်တက်ခြင်းတမန်များတို့စပယ်ကြီးသေးကြီးကိုကွန်ရွက်ရင်နဲ့ကျွန်တော်တို့လည်းတွေးပြီးတော့လိမ့်မိပါကျွန်တော်တို့အကျော်တက်လို့နေရာတွေကိုလိမ့်မိပါယောဂအမျိုးမျိုးကိုကျွန်တော်တို့လည်းစပယ်ကြီးသေးကြီးနဲ့ကျွန်တော်တို့လည်းကုသပေးလို့ရပါလို့ကျွန်တော်ဒီနေရာလေးကကျွန်တော်ပြောချင်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးမြတ်ဆုံးလေးရရှိတယ်ဆိုကျွန်တော်လိုင်းရန် follow လေးလုပ်သွားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်နဲ့အတူပြန်တွေ့မယ်လို့ပြောကြရင်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲစီစဉ်ကြပါစေ